ဒီနေ့ကျွန်တော်တို့အတူတူအသေးစိတ်ဆွေးနွေးကြည့်ဖို့ရထားတဲ့အကြောင်းအရာကတော့ Eckhart Tolle ရဲ့နာမည်ကြီးစာအုပ် The Power of Noun ထဲကအဓိကအချက်တွေပါပဲ။ဟုတ်ကဲ့ဒီစာအုပ်ကတော်တော်လေးနည်းနည်းတာပါ။ဟုတ်တယ်။သူကအဓိကအဖြစ်ဟော စိတ်ရဲ့အမြဲတမ်းလည်ပတ်နေတဲ့အတွေ့အကြုံပြီးတော့အတ္တလို့ခေါ်တဲ့မာယွန်းတွေကိုပိုင်တတ်မှတ်ချက်တွေကနေဘလို့လွတ်မြောက်မလဲဆိုတာကိုပြောတာနော်အင်းပိစုပန်တတဲ့မှာရှိနေခြင်းရဲ့ဆွမ်းအားကိုပြန်ရှာဖို့လမ်းညွန်ပေးတာပေါ့ဟုတ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကအဲ့ဒီစိတ်ရဲ့ချုပ်ကိုင်းမှုကနေလွတ်ဖို့အတွင်းညင်းချောင်းမှုရှာဖို့အဓိကကြတဲ့အတွေ့အခေါ်တွေနီးလန်းတွေကိုပို့ပြီးတော့နားရအောင်စူးစမ်းကြည့်ကြမယ်ဟုတ်ကဲ့ အရေးကြီးဆုံးအနှစ်သာရတို့ဆွေးနွေးကြတာပေါ့။စာရေးသူကအစပိုင်းမှာထောက်ပြထားတာတခုရှိရဲ့။အဲ့ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့ဒုက္ခရောက်ရရဲ့အဓိကအကြောင်းရင်းကနေကိုယ်စိတ်နဲ့ကိုယ်အတွေ့အကြုံနဲ့တထတဲကြနေလို့ identification with the mind ပေါ့။အင်း။ကိုယ်ကကိုယ်အတွေ့ပဲလို့ထင်နေတာမျိုး။ဟုတ်တယ်။လူတော်တော်များများကကိုယ်ခေါင်းထဲမှာအတွေ့အကြုံတွေကအဆက်မပြတ်ပေါ်နေတော့တတိကြောင်မထားမိဘူး။ဟုတ်တယ်။ အဲ့ဒီစိတ်ရဲ့ဆူညံတန်ဒီကအတွေးစိတ်ရဲ့တကယ်ငြိမ်သက်မှုအဲ့ဒီတိတ်ဆိတ်မှုကိုဖုံးလွှမ်းထားလေလို့ထိုလေကပြောတာအဲ့ဒါကိုကြော်လွားဖို့ဒူဘာနီလောင်ပြထားလေအဓိကတော့ချက်ကကိုကိုကိုအတွေးကိုစောင့်ကြည့်သူ watching the thinker အထည်လေ့ကျင့်ဖို့ပဲအတွေးကိုစောင့်ကြည့်သူဟုတ်တယ်ဆိုလိုတာကကိုယ်စိတ်လေးပေါ်လာတဲ့အတွေးတွေခံစားချက်တွေရှိတယ်လေအဲ့ဒါတွေကိုငါပဲလို့မမှတ်ယူပဲနဲ့อืมတက်တက်တတိရှိရဲ့အတိတ်ကူနဲ့စောင့်ကြည့်နေဖို့ တက်တက်စောင့်ကြည့်နေတာဟုတ်တယ်ဒီလိုလုံနိုင်တာနဲ့ကိုဟာအတွေးတွေမဟုတ်ဘူးအတွေးတွေကိုတီးနေတဲ့အတ္တိတရားတက်တက်ဖြစ်တယ်ဆိုတဲ့အရေးကြီးတဲ့ insight ကိုရလာမယ်လို့သူကဆိုလိုတာဟွန်းအဲ့ဒီလိုခွဲခြားတီးနိုင်တာကလွတ်မြောက်မှုရဲ့ပထမဆုံးခြေလှမ်းပေါ့နော်ကိုအောင်ကတိတ်တာတဲ့ယန္တနာတွေရှိတာမတိပဲစဉ်းရဲနေတယ်လို့မျိုးကိုအတွင်းထဲကတကယ်တော်ဘုကိုရှာဖို့လို့ရတယ်ဆိုတဲ့သဘောပဲဟုတ်ပြီဟုတ်ပြီအဲ့ဒီလိုစောင့်ကြည့်သူဖြစ်အောင် လက်တွေဘယ်လိုလုပ်ရမလဲစိတ်ကူးထဲမှာတော့ဟုတ်တယ်လို့လို့ပဲတကယ်လို့ဖူးနီးလန့်နေအောင်ရှိပါတယ်တကူကတော့အတွင်းခန္ဓာကို inner body ကိုအာယုံစိုက်ပြီးခန်းစားသိရှိဖို့ပဲအတွင်းခန္ဓာကိုဟုတ်တယ်ဆိုလိုတာကကိုယ်လက်တီခြေဟုတ်တီတကူလုံးမှာရှိနေတဲ့တိမ်မွေးတွေစွန့်ရင်စီးဆင်းမှုဟိုဟာတဝန်လှုပ်ရှားနေမှုလေးတွေကိုအာယုံစိုက်ခန်းစားကြည့်ဖို့အာဥမာလက်ဖွားထဲကခန်းစားမှုမျိုးလားဟုတ်တယ် ခုပဲစမ်းကြည့်လို့ရတယ်။အဲလိုခန္ဓာကိုယ်ရဲ့အတ္တဝိညာဉ်မျိုးကိုခံစားခြင်းကအတွေးတွေလွမ်းနေတဲ့စိတ်ကဘာကနေပြစ်စုပန်တက်တဲ့ကိုပြန်ရောက်လာစေတဲ့တကားပေါက်တစ်ခုပဲ။음စိတ်ဝင်စားဖို့ကောင်းတယ်။လမ်းညွန့်တယ်။ဒီစိတ်မှုနဲ့ဟင်းလင်းပြန်။ဟုတ်တယ်။အတန်တွေရဝတ်ချို့ဒီဆိုတာအဲ့ဒီတိတ်ဆိတ်မှုနဲ့ဟင်းလင်းပြန်ထဲမှာပေါ်လာပြီးပျောက်သွားတာလည်းမဟုတ်လား။ ောက်တာပေါ့အဲ့ဒီနောက်ခံတိတ်ဆိတ်မှုနဲ့ဟင်းလင်းမြင်ကိုတတိပြုမိခြင်းကလည်းပစ္စုပန်ကိုဝင်ရောက်ဖို့နီးလန့်နေပဲလို့သူကရှင်းပြတယ်အဲ့ဒါတွေကစိတ်ကိုညင်အောင်ပစ္စုပန်ရောက်အောင်လုပ်တဲ့နေ့တွေပေါ့နောက်ခက်သူအလေးပေးတဲ့အယူဆတစ်ခုလည်းရှိလင်တော့လက်ခံခြင်းဆိုတာမျိုး surrender ပေါ့ဟုတ်ပါတယ်ဒါပေမဲ့တီနေရမှာလက်ခံခြင်း surrender ကိုသူစွလို့တော့ကအရှုံးပေးလိုက်တာဘာမှမလုပ်တော့တာကိုစွလို့တာမဟုတ်ဘူးနော်။ဟုတ်ကဲ့။ပိုပြီးနဲ့နဲ့တဲ့ အခုပိစုပန်အခိုက်အတန့်မှာဖြစ်နေတဲ့အရှိတရားကိုလေအတွဲစိတ်ကနေခုခံမှုညှဉ်းဆန်းမှုလုံးဝမလုပ်ပဲအပြည့်အဝလက်ခံလိုက်တာဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလက်ခံလိုက်တာဟုတ်တယ်ဖြစ်နေတာက ဖြစ်နေတာပဲဆိုတဲ့အတိနဲ့လက်ခံလိုက်တာမျိုးဒီလိုလက်ခံနိုင်စွမ်းဟာဘဝရဲ့အစီအစဉ်မှုနဲ့အတူလိုက်လျော့ညီထွေနေတတ်တဲ့ဉာဏ်ပညာပဲ။ဘာကြောင့်အဲ့ဒါကဉာဏ်ပညာဖြစ်ရတာလဲ။ဘာလို့လဲဆိုတော့အနုလက္ခဏာဆောင်တဲ့ဟန်စားချက်ဒီစိတ်ဆင်းရဲမှုအညာစုဟာ လက်ရှိအခြေအနေကိုလက်မခံနိုင်တဲ့အတွင်းစိတ်ရဲ့ခုခံမှုကနေလာတာလीအာဟုတ်တယ်ဟုတ်တယ်ဒီတော့အရှိတရားကိုလက်ခံလိုက်နိုင်လာနဲ့အဲ့ဒီခုခံမှုကြောင့်ဖြစ်တဲ့ပူဆွဲတော့ကတွေခြုံငိမ့်သွားရောပြီးတော့အဖြူသမိုးဆောင်တဲ့လှုပ်ဆောင်ချက်တွေလုံနိုင်မှုလမ်းပွင့်သွားစေတယ်လို့တော်လဲကဆိုလို့ရင်းတယ်ဒါကတကယ်စဉ်းစားစရာပဲလက်မခံနိုင်တဲ့ခုခံမှုကဒုက္ခဖြစ်စေတယ်ဆိုတော့အတိတ်ကခံစားခဲ့ရတဲ့နာကျင်မှုအဟောင်းတွေရတော့အဲ့ဒါတွေကပြစ်စုံပံမှာဘယ်လိုတက်ရောက်မှုရှိနေလဲ ဒေါ်လဲက pain body ဆိုတာလည်းပြောထားတယ်မလားဟုတ်တယ်ဟုတ်တယ်အဲ့ဒါလည်းအရေးကြီးတဲ့အချက်ပဲနာကျင်မှုကိုခန္ဓာဆိုတာကလူတိုင်းနှိပါးမှာရှိတတ်တယ်အတိတ်ကမဖြစ်ရှင်းရသည်ပဲစုပုံနေတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေရဲ့စုပေါင်းဆွမ်းအင်ကြုံတစ်ခုလိုပဲမမြင်ရတဲ့ဆွမ်းအင်ပုံစံမျိုးပေါ့ဟုတ်တယ်တရေတစီလိုမမြင်ရပေမဲ့အတက်ဝင်နေတယ်သူကအနုလက္ခဏာဆောင်တဲ့အတွေးတွေခန်းစားချက်တွေထပ်ဖြစ်လာအောင်လွန်စော်ပြီးအဲ့ဒါတွေကိုစားသုံးပြီးရှင်းထန်းတာ ပမာဒေါထဖြစ်เสียဝမ်းနေเสียကြုံတဲ့အခါပုံမှန်ထပ်ပိုးပြီးတော့ပြင်းပြင်းထန်ထန်ခံစားရတာမျိုးကဒီနာကျင်မှုကိုခန္ဓာနိုးထလာလူဖြစ်တတ်တယ်။ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကိုဘလိုရင်ဆိုင်ရမလဲ။သူကလည်းခုနကပြောခဲ့တဲ့စောင့်ကြည့်သူဆိုတဲ့တတိတရားနဲ့ပဲရင်ဆိုင်ရမှာ။ तू နိုးထလာတာကိုတတိပြုမိပြီးခုခံတိုက်ခိုက်မနေပဲသူ့ရဲ့တီးရှိမှုကိုလက်ခံစောင့်ကြည့်ပေးလိုက်တဲ့အခါ ရဲ့စွမ်းအင်ဟာတဖြည်းဖြည်းအားနေပြီးပျော်ဝင်သွားနိုင်တယ်လို့ဒေါ်လေကလမ်းညွှန်ထားတယ်။ဒါဆိုရင်ဒီဒီဆွေးနွေးကြတာဒီကိုခြုံကြည့်တိုင်းရဲ့ဒေါ်လေရဲ့ power of now ကပြည့်အထူးကတဲ့င်းစကားကဘာဖြစ်မလဲ။အဲစိတ်ရဲ့အလိုလိုလဲပတ်နေတဲ့အတွေးတွေ အတိတ်နဲ့အနာဂတ်ထဲမှာပျောက်နေတတ်တဲ့အခြေအနေကနေလွတ်မြောက်ဖို့ဆိုရင်ဆိုရင်ပစ္စုပန်တဲတဲမှာတတိတရားနဲ့ရှိနေခြင်း presence ပေါ့ပြီးတော့အဲ့ဒီပစ္စုပန်အခိုက်တဲမှာဖြစ်ပေါ်လာသမျှကိုအတွင်းစိတ်ကနေခုခံမှုမရှိဘဲလက်ခံခြင်း acceptance အမဟော surrender အဲ့ဒီနှစ်ချက်ကအဓိကတော့ချက်တွေပဲဟုတ်တယ်အဲ့ဒီနှစ်ချက်ကအဓိကပဲလို့ကောက်ချက်ဆွေးနိုင်တာပေါ့နော်အတိအကျပဲအဲ့ဒီအချက်တွေကတစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်နေတယ်လीတတိတရား presence ရှိမှကိုယ်စိတ်ရဲ့ခုခံမှုကိုတတိပြုမိမှာဟုတ်ကဲ့ ခုခံမှုကိုသတိပြုမိပြီးလက်ခံနိုင်မှပိုပြီးနဲ့ရှိုင်းတဲ့သတိတရားကိုရောက်နိုင်မယ်။အပြန်လာအားဖြစ်နေရပေါ့။ဟုတ်ပါရဲ့အဆုံးမှာစဉ်းစားစရာလေးတစ်ခုချမ်းထားခဲ့ခြင်း ਨੇ ။တကယ်လို့များပေါ့လေပိုးပေါ်မှာကြုံတွေ့ရတဲ့အကြီးမားဆုံးအတားအဆီးဟာပင်ပကလူတွေအဖြစ်ပြက်တယ်မဟုတ်ခင်ရင်ဖြစ်နေခဲ့မယ်ဆိုရင်ရော။အာကိုယ့်ရဲ့အတွင်းစိတ်ကအဓိကတရားခံဖြစ်နေရင်ပေါ့။ဟုတ်တယ်။အဲ့ဒီအတွင်းစိတ်ရဲ့ခုခံမှုကိုတတိထားကြည့်ရှုနိုင်စွမ်းရှိလာတာ ਨੇ အမြ။ ကိုယ့်ရဲ့ဘဝအတွေ့အကြုံတစ်ခုလုံးဘလူးများပြောင်းလဲပွားနိုင်မလဲဆိုတာကိုစက်ပြီးစဉ်းကျင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်